ားပိုက်ရနဲ့ပတ်သက်ပြီးတော့ပြပြစင်တဲ့အကြောင်းအရာလေးတစ်ခုရှိတယ်။ဘာလဲဆိုတော့သတိပေးခြင်းနဲ့အကြောင်းအရာပေါ့နော်။အအခုပြောမယ့်အကြောင်းအရာကိုကြတော့ဒါပူပေါင်းပြီးတော့ပေါ့နော်။ဒါစမ်းသပ်ထားတဲ့အဖွဲ့အစည်းတွေအနေနဲ့ကြတော့ Duke University နဲ့ဒါ Environmental Working Group ကနေပြီးတော့မှဒါပေါင်းပြီးတော့မှပေါ့နော်။ဒါကိုစမ်းသပ်ထားတာတွေ့ရှိထားတာပေါ့။အဲ့ဒါဘာလဲဆိုတော့လက်သေးဆိုးဆေးပေါ့နော်။လက်သေးဆိုးဆေးကိုအများရန်ဆိုးတဲ့အခါမှာဆိုလို့ရှိရင်အလှပနဲ့ပတ်သက်ပြီးတော့ပြဿနာတချို့ကိုတော့ဒါအရင်တုန်းကနော်ဒါစုမှုပြောပြခဲ့မှုတဲ့ဒါလက်သေးဆိုးဆေးကြောင့်ပေါ့နော်။ကွာလှကျွန်တော်လုပ်တဲ့အခါ မှာကိုယ့်ရဲ့အလှတရားပြည့်စည်သွားတာမျိုးလေးပေါ့နော်အော်ဒီတော့နောက်ထပ်တွေ့ရှိချက်တစ်ခုကကြာပါလဲဆိုတော့လက်သေးဆိုးဆေးကြောင်းပေါ့နော်မကြာခဏဆိုးတဲ့သူတွေကအဲ့လိုပြောရမယ်ဆိုလို့ရှင်အထက်အနေရလည်းရှိနိုင်တယ်ပြီးရင်ဘာလဲဆိုတော့ဒီခဏကိုအလေးချိန်တွန်းမြင့်မှုတွေပေါ့နော်ဒါမျိုးတွေထိအောင်ဖြစ်နိုင်တယ်တဲ့အော်ဒီတော့ဒါဘာကြောင့်မျိုးဖြစ်ဖြစ်ဖြစ်လဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒါဖတ်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှင်အဲ့ဒါဘာလဲဆိုတော့ဒီလက်သေးဆိုးဆေးထဲမှာထည့်တဲ့အရာတစ်ခုရှိတယ်အဲ့ဒီအရာကဘာလဲဆိုတော့ traffic နဲ့ force brake ပေါ့နော်အတူကပြောမယ်ဆိုရင် TPHB လို့ခေါ် ါ်တဲ့အရာလေးအဲ့လက်သေးဆိုးစေးအဲ့လိုအရာပါတဲ့လက်သေးဆိုးစေးကကြတော့ဒါများသောအဖြစ်တော့လက်သေးဆိုးစေးကြီးမှာတုံးကြရတဲ့။တူကကြတော့လက်သေးဆိုးစေးကိုဆွလိုက်ပြီဆိုလို့ရှိရင်အဆင်ပြေစေတယ်ကွာ။ flexible ဖြစ်တယ်ပြီးရင်တူကဆိုးစေးကိုကြာရှည်ခံစေတယ်။ဒါပါလဲဆိုတော့ဒါကောင်းတဲ့လက်သေးဆိုးစေးဖြစ်သွားတာပေါ့နော်။ဒီဆေးကိုထည့်လိုက်တဲ့အခါမှာဆိုရင်ဟာကြာရှည်ခံတယ်ဆိုးလို့ကောင်းတယ်ဆိုပြီးတော့ဆိုးကောင်းကောင်းနဲ့ဆိုးကြတယ်။ပြီးတော့အဲ့ဒီဒီ travener phosphate ကိုအသုံးပြုတာနောက်တစ်ခုတနည်းအားရှိသေးတယ်။အဲ့ဒါပါလဲဆိုတော့လက်သေးဆိုးစေးတွေမှာလည်းထည့်တယ်လို့မျိုးတူကကြတော့ plastic ပြုတ်လို့ဖို့အတွက်ကိုအသုံးပြုတယ်ပြီးရင် rubber plastic နဲ့ يسألوا အစရှိရပေါ့နော်ပြိဘောကတွေပြုလုပ်တဲ့အခါမှာဆိုလို့ရှင်လဲတဲ့ဟိုမတော်တဆပေါ့နော်ဒီပစ္စည်းတွေမီးလောင်မှုမဖြစ်အောင်ဆိုပြီးတော့ဒီဟာလေးကိုထည့်ပြီးတော့တုံးကြတယ်တဲ့တုံးကြရဲဆိုတော့ဒါဆိုသူ့ရဲ့ဟိုပြောရမယ်ဆိုရင်ပြင်းအားတော့တော်တော်တော့ရှိလိမ့်မယ်ဘာလို့လဲဆိုတော့ဒီပစ္စည်းတွေကမီးမဆွဲဘူးဆိုတော့ပေါ့နော်ဒီတော့သူတို့တွေကဘယ်လိုမျိုးစစ်ဆေးခဲ့ကြလဲဆိုတော့ဒီအဲ့လက်သေးစိုးစေးပေါ့နော်စိုးထားတဲ့သူတွေရဲ့ဒါကျင်ငယ်ရေးပေါ့နော်ဒီကျင်ငယ်ရေးကိုသူတို့ကယူပြီးတော့မှစစ်ဆေးခဲ့တာဒီအခါမှာဆိုလို့ရှိရင်အဲ့ TPHP ကကြတော့သူကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းဓာတ်တွေကိုတွားပြီးတော့ထိခိုက်ပြီးတော့ နှောက်ရှက်ဖြစ်စေတဲ့အရာဖြစ်နေအောင်ထွားပြီးတော့တွေ့ရတယ်တဲ့ဒီတော့ဒါတရိတ်ဆန်နေနဲ့အရင်ဆုံးဆက်စပ်မှုပြုလုပ်လိုက်တဲ့အခါမှာဆိုရင်ဟိုဒီ ပေါ့နော်သူတို့အသုံးပြုတဲ့ TPHP နဲ့ဒါတုံးပြီးတော့စမ်းသပ်မှုလုပ်လိုက်တဲ့အခါမှာတရိတ်ဆန်တွေကသူတို့ရဲ့မျိုးပွားချင်းဆိုင်ရာတွေမှာသွားပြီးပြဿနာဖြစ်တယ်ပြီးတော့ဖွံ့ဖြိုးတီထွားမှုဆိုင်ရာမှာသွားပြီးတော့ပြဿနာရှိတာကိုသူတွေ့ရတယ်တဲ့ဒီတော့လူတွေမှာဆိုရင်လဲဒါဖွံ့ဖြိုးတီထွားမှုနဲ့ပတ်သက်ပြီးကိုယ်လေးချိန်တက်တာပေါ့နော်ဒါဒီလိုနေရာမှာသွားပြီးတော့ထိရောက်မှုရှိရဆိုပြီးတော့တွေ့ရပေါ့နော်ကိုယ်လေးချိန်တက်တာမျိုးတွေဒါဒီမှာဆိုလဲဆက်ဆက်မှုရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဒါခက်ခဲလုံလုံတော့သူတို့အနေနဲ့မပြောနိုင်သေးဘူးတဲ့ဒီတော့ဆက်လက်ပြီးတော့လေ့လာမှုတွေလှုပ်ဆောင်မှုအတွက်တော့စူးစမ်းနေကြတယ်ဒီတော့သူတွေသနာပညာရှင်တွေအနေနဲ့ပေါ့နော်ဒါ တရိษံလေးတွေမှာစမ်းသပ်ပြီးရခါမှာဆိုရင်လူတွေမှာသူတို့စမ်းသပ်ခဲ့ကြရတယ်တဲ့ဒီတော့ဒီလိုမျိုး TPHP တရာခိုင်နှုန်းပါတယ်လက်သေးစိုးစေးလေးတွေကိုဒါစိုးပေးခဲ့တယ်ပေါ့နော်စိုးပေးခဲ့တယ်ဆိုတော့လက်သန်းညီမစိုးခင်အခြေအနေနဲ့စိုးပြီးရဲ့အခြေအနေကိုသူတို့ကြည့်ခဲ့ကြရတယ်တဲ့ဒီကျင့်ရည်ကိုကြည့်တဲ့ခါမှာဆိုရင်လက်သန်းညီစိုးပြီး2နာရီကနေ6နာရီအကြာမှာဆိုရင်တဲ့အစမ်းသပ်ခံတဲ့သူတွေဒါ24ယောက်ရှိရပေါ့နော်သူတို့ရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင် TPHP တရာမှုရှိကြအောင်ညွှန်ပြတဲ့ဒါဓာတ်ပစ္စည်းလေးကိုသူတို့ကထည့်ထားကြတယ်အဲ့ဓာတ်ပစ္စည်းကကြတော့ဒါ uh diphenol phosphate လို့ခေါ်တဲ့ DPHP ပေါ့နော်အဲ့ဒါလေးကိုထည့်တဲ့အခါမှာဆိုရင် DPHP ပမာဏအသွားကြီးအနည်းငယ်မြင့်တက်နေတာကိုတွေ့ရတယ်တဲ့။အော်ဒီရောထပ်ပြီးတော့နောက်တစ်ခါဆက်ပြီးတော့ပေါ့နော်စမ်းသပ်မှုပြုလုပ်လိုက်တယ်။အဲ့ဒီခါမှာဆိုရင်လက်သေးဆိုးဆေးဆိုးပြီးရဲ့7နာရီကနေ14နာရီအကြာမှာဆိုရင်လူတဦးတစ်ယောက်ချင်းစီမှာတဲ့ DPHP ပမာဏ9ဆနီပါမြင့်တက်နေတာကိုသွားပြီးတော့တွေ့ရတယ်တဲ့။ဒီတော့ဟိုမသေးချာလို့နောက်တစ်ခါမသေးချာမှဆွလို့နောက်တစ်ခါထပ်လုပ်တဲ့အခါမှာဆိုရင်သေချာရရလက်တစ်ခုရလိုက်တာပေါ့နော်။ဒီတော့ environmental working crew ကနေပြီးတော့ လက်သေးစိုးစိကုမ္ပဏီတွေသွားပြီးတော့ပေါ့နော်သူတို့ကမြစ်တာရက်ခံနဲ့စာအုပ်သွားပို့ရပေါ့နော်လက်သေးစိုးစိတွေထဲမှာဆိုရင်ဒီ TP TPHP ကိုထည့်သွင်းပြီးမလုပ်ဖို့အတွက်တော့မြစ်တာပေါ့နော်ခန်းစားတော့ပို့ထားတယ်တဲ့တောင်းပန်နဲ့စာပေးပို့ထားတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီလို TPHP နဲ့ပတ်သက်ပြီးတော့ website တွေမှာဆိုရင်ဒါဘယ်လို brand တွေမှာဒီ debt တွေပါလဲဆိုတာကိုလည်းဖော်ပြခဲ့တယ်လူတွေရှောင်လို့ရအောင်ဆိုပြီးတော့ ်ဟုတ်တယ်နော်ဒီတော့ပြိသက်တွေအနေနဲ့လည်းသိချင်တယ်ဆိုလို့ရှင်တော့ဒီ TPHB ဆိုပြီးတော့ပေါ့နော်ဒီလက်သေးနီနဲ့ပတ်သက်တဲ့ဒီအချက်အလက်ကို website ကနေပြီးတော့ရှာကြည့်လိုက်ပါထွက်လာနိုင်မယ်အမှ brand နေ ဟုတ်တယ်တတိထားရမယ်နော်လက်သန်းညီလက်သန်းညီစိုးစီရဒီလောက်ထိလူရခဏကိုအခုအတွင်းထဲထိဝင်ပြီးတော့အစိတ်တောက်ဖြစ်စေရဆိုတာနော်ကိုထင်တာအောင်မထင်တာခဲ့မြို့နော်ဟိုပြအများသားဖြစ်လေတော်တော်များများလက်သန်းညီ brand တစ်ခုရွေးရွေးမယ်ဆိုလို့ရှိရင်လေဒီနေ့ဆိုပြီးတော့နှက်မြက်ပြတ်သွားတာမျိုးဘယ်သူမှမလိုချင်ကြဘူးအင်းတာရှိခန္ဓာမျိုးတွေအဲ့လိုတာရှိခန္ဓာနေဆိုတော့ဒီလက်သန်းညီ brand နေရလဲအရန်ကိုဈေးကြီးရဲ့ brand နေများရနော်ဟုတ်တယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့အရန်ကောင်းတဲ့အခါမှာဆိုလို့ရှိရင်လေဟိုကောင်းလို့လို့ဆိုပြီးတော့အမြင်နဲ့သုံးနေမယ်စားပါနော်လောလောဆယ်မှာတော့ ခုနပြောတဲ့ဓာတ်တွေမျိုးမပါဝင်သေးသေးဟိုမပါဝင်လို့လို့မရသေးသေးတော့ကိုယ့်ဘက်ကနေပဲစဉ်းကျင်မှုပဲရှိရတာပေါ့နော်ဟုတ်တယ်ကဲဒီတစ်ခါဆိုပြောမယ့်အကြောင်းအရာကျတော့အသားရေလှပဖို့အတွက်ကိုကိုယ့်အတွက်ကိုကိုပေါ့နော်ပြန်ပြီးတော့ဒါပြုတ်လုတ်ပေးတဲ့နည်းအချက်၅ချက်ရှိရဲ့တဲ့အဲ့ဒါဘာကြီးလဲဆိုတော့ဒါကိုဟတ်ကြံနေမှာဖော်ပြထားတယ်အဲပထမဆုံးတစ်ချက်ကကျတော့အနီရောင်အသား no trap ပစ္စည်းစီကြောမုတ်နောက်ပြီးပြုတ်ပြင်ထားတဲ့အစားအစာတွေနောက်ပြီးတော့ဒီကျန်းမာရေးမြင်ညွတ်တဲ့အစီတွေပါဝင်တဲ့အစားအစာတွေအဲ့ဒါကိုတက်နိုင်နေများရှောင်ပါတဲ့ဒါတော့စားနေ့စဉ်စ ဆားနေတဲ့နေရာမှာတော့ပါတာပဲဒီတော့ကိုတင်တဲ့တက်ငန်သမားရှော့ချပြီးတော့ဒါဒါလေးကိုပေါ့နော်ရှောင်ရှားပြီးစားပေးတဲ့နေနောက်တစ်ချက်ကပါလဲဆိုတော့တနေ့ကိုရေ6ခွက်ကနေပြီး10ဖန်ခွက်ထိတောက်ပေးပါဒါလည်းအရေးကြီးပါတယ်ရေတက်ကိုခန္ဓာကိုယ်အတွက်ဖြည့်တင်ပေးပါဒါမှလည်းဒါကျန်းမာပြီးအသားရည်လည်းလှမယ်စိတ်တောက်ကင်းမယ်နောက်ပြီးတော့မနက်မိုးလင်းအိပ်ရာထထိုင်မှာဆိုရင်တို့ရတော့ပုံမှန်ပေါ့နော်အကျင့်လေးလုပ်ပေးမယ်ဆိုရင်ရေလေးကိုပုံမှန်တောက်ပေးတာမျိုးအကျင့်လေးရောရပါ යි ဒါပေမဲ့ဖြစ်နိုင်မယ်ဆိုရင်ပို့ပြီးတော့ကျန်းမာရေးကောင်းမှုအတွက်ကိုရေချဲအေးနွဲ့နွဲ့လေးတဲ့ဟိုတဲ့တက်မြာသေးစိတ်လေးပဲဖြစ်ဖြစ် ဒါမှမဟုတ်ရှာသီးလေးပဲဖြစ်ဖြစ်လေဒါညှစ်ပြီးတော့တောက်ပေးပါတဲ့အဲ့လိုတောက်ပေးခြင်းအဖြစ်လေအသားကြီးပြန်ပြီးအဆုပ်ပြေလာလိမ့်မယ်လို့ပြောထားတယ်နောက်တစ်ခုကကြတော့ကဖိန်းတက်ပါတဲ့အရည်ကော်ဖီနောက်ပြီးလဖေးပါတဲ့အချိုရည်တန်ဖိုးတွေဂက်စ်ပါတဲ့အချိုရည်တွေအရက်တွေဒါတွေရှော့တောက်ပါဒါခန္ဓာကိုယ်ကနေပြီးတော့ရေဓာတ်ကိုဆုံးရှုံးသွားစေတယ်အဲ့တော့ကြောင့်အသားကြီးမွဲချောက်စေတယ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်တတ်နိုင်သမျှဒီလိုမျိုးအရာတွေကိုရှောင်ရှားပေးပါနောက်ပြီးတော့စားလျှော့စားပါတဲ့အငံတက်ကကြတော့ဆိုဒီယမ်တက်များလို့တဲ့အတွက်ကြောင့်သူကအရည်ပြားတွေအန်းနာ မျိုးတွေရောင်နာမျိုးတွေဖြစ်တတ်တယ်။ဒီတော့ဒီအချက်၅ချက်ကိုကိုယ်လိုက်နိုင်ုံနဲ့ကိုယ့်ရဲ့အသားရဲ့အလားပါတုံကိုပြန်ပြီးတော့ပေါ့နော်ပြုစုထိမ့်သိမ်းရရောက်ပါတယ်ဆိုပြီးပြောပြထားတယ်။ဒီတော့ဒီအချက်၅ချက်ကလည်းဟိုအရန်ရောမစိုးပါဘူး။အဓိကဒီအချက်တွေအကုန်လုံးကကိုယ့်ရဲ့စိတ်အလိုလိုက်လို့ပဲဒီလိုမျိုးတွေစားမိတောက်မိနေရပဲပေါ့နော်။ဒါလေးတွေတက်နိုင်နေများထိမ့်ချုပ်ပါဆိုပြီးပြောပြထားတယ်။ကိုယ့်ကိုပြန်မြို့တတိပေးရမှာပေါ့နော်။ဒါလေးတွေပြန်မြို့ဒါရင်မလုံးမိဖို့မလုံးမိဖို့ဆိုပြီးတော့ဟုတ်တယ်။အသက်ကြီးလာကိုဒါလေးလဲလေကိုပြောနေကြဆိုတော့နည်းနည်းတစ်ခါကြီးလဲရှောင်ရှောင်တော့ရှောင်သိနေရှောင်ဖြစ်တာပေါ့နော်။ဟိုတက်နိုင်နေမ များတော့ရှောင်ကျင်ပေးရမှာပေါ့။ကြည့်အစရင်ခဏနားလေးရအောင်နော်။ထပ်မံပြတင်းဆက်ပေးကြအကြောင်းအရာရှိပါသေးတယ်။အခုတော့ဒီမှာခဏလေးနားအောင်မယ်နော်။